ကျသာပိသာသူမိတ်ဆွေများအလုံးမင်္ဂလာပါကျသာပိသာသူတွေအတွက်ကိုကံနေစကောင်းမွန်တဲ့စီးပွားတွေစပြီးတက်မဲ့နေလုပ်ငန်းတွေစပြီးတိုးတက်မဲ့နှစ်တစ်နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့နောကရန်၈ပါးမှာအကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးကိုကျွန်တော်တွေထည့်မပြောတော့ဘူးကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်အကောင်းလောကရန်၄ပါးလင်းနှစ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျသာပိသာသူမိသူလို့ဆို ရာဟုတက်ရောက်ရာတော်လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်လာရင်ဘဝအသစ်ပြန်ဆရတဲ့တည်းစီးပွားရေးတွေလုပ်ငန်းတွေအားလုံးပြန်ကောင်းလာတဲ့တည်းအရင်တော့ဘလောက်ပဲညံ့နေကြီးလဲအဲ့ဒီတော့ကြသာဝိသားသမီးမြည်သူမဆိုအသက်10နှစ်18 26 34 42 50 58 66 84 80 90အဲ့ဒီတည်းရာဟုတက်ရောက်ဖြစ်တဲ့ကြသာဝိသားသမီးမြည်သူမဆိုလက်ကမောက်ခတ်လို့ရပြီဘဝပြန်ပြီးတော့နလန်းထူလာမယ် ပြန်ပြီးတော့အောင်လန်ထူလာမယ်နှစ်စကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်။ဒါပေမဲ့ရာဟုတက်ရောကထုံးစံအတိုင်းပဲအိမ်တော်ရေးကိစ္စလူမှုရေးကိစ္စတွေရှုပ်ထွေးဖြစ်တဲ့တည်းမိမကိစ္စချောင်ရှားတဲ့အခြေရေးကိစ္စဒီအိမ်တော်ရေးကိစ္စတွေမှာရှုပ်ထွေးလို့မရဘူး။အဲ့လိုရှုပ်ထွေးမှုတွေပြုလုပ်တယ်ဆိုရင်အရှုပ်ထွေးတွေဖြစ်ပေါ်လာရင်လက်ပိတ်တတ်ပါတယ်။ကောင်းလာရှေ့ကောင်းလာမယ်နှစ်တင်ပါလေအញ្ញန့်ခိုက်တည်းဖြစ်ပေါ်လာတတ်ပါလေ။ဥပမာရှေ့လာမယ်စီးပွားတက်မယ်နှစ်တည်းဒီပေါင်းမယ်နှစ်တည်း ိုးသိရင်ဝင်နေနှစ်ဝင်မဲ့နှစ်တင်မှာကိုယ့်ရဲ့ကံတရာတွေကပိတ်ဆို့ပြီးတော့ညံ့သွားတတ်ပါတယ်အဲ့တော့မိန်းမကိစ္စတွေလူမွေးကိစ္စတွေရှောင်ရှားတဲ့နှစ်ဖြစ်ပါတယ်အဲ့လိုရှောင်ရှားနိုင်ရင်တော့ကိုယ့်ရဲ့ကံကောင်းလာမယ်ငွေတွေဝင်လာမယ်စုံးပြီးလို့ထင်ရတဲ့ငွေတွေပြန်ရလာမယ်လူအများလည်းကိုယ်လေးစားချစ်ခင်လာမယ်ကိုပြောရမှာဆိုစမြတွေအောင်မြင်လာမှာဖြစ်ပါတယ်ကိုယ်စင်ပဒါချင်းတွေပတ်စံထုတ်ပေးလာလုပ်ငန်းလုပ်ဖို့ဆိုပြီးပတ်စံထုတ်ပေးလာတာမျိုးတွေမိသားစုကနေပြီးတော့ငွေတွေထုတ်ပေးလာတာမျိုးတွေကြုံတွေ့ရတဲ့ပါလဲ အဲ့တော့ကိုကဘာစားစားအရသာရှိနေမယ်ဘာဝွက်ဝွက်ကိုနဲ့လိုက်ပြီးတော့လှပနေမယ်နှစ်တနှစ်ဖြစ်ပါတယ်ကိုရောင်ကိုဝါးစပြီးတော့တောက်ပါလာတတ်တယ်နှစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားမှာစတာပိသားသမီးကမိသူမျိုးအသက်၁၈နှစ်မှာသူတစ်ပါးရဲ့မတရားဆွဆဲပြောဆိုခြင်းကိုခံရတတ်တယ်နော်အရောင်တဲ့ရောက်တယ်မှာပဲနော်သူတစ်ပါးရဲ့မတရားဆွဆဲပြောဆိုခြင်းကိုခံရတတ်တယ်စတာပိသားသမီး၁၈နှစ်မှာအဲ့လိုမျိုး အဖြစ်မခံအောင် လိုမျိုးမဖြစ်ပေါ်လာစေရင်စာအုပ်တုပ်စာတထုပ်ကိုဘိုးတူးနဲ့ညက်နေ၃နိုင်မှာတောက်ကြတာတက်ကြီးရယ်ကိုတူးကိုလှူဒန်းရမှာဖြစ်ပါတယ်။အော်ကြာတာအမိသားသမီးဘသူမဆိုအသက်26နှစ်မှာပဝန်းကျင်အထင်သေးတာလို့မတိုင်မတရားပြောဆိုခံရတာလို့ကြုံတွေ့တဲ့ပြည်အဲ့လိုမဖြစ်ဖို့အတွက်ကိုစိတ်သားဟင်းနဲ့ထမင်းညက်နေပြီးတော့ဘိုးတူးနဲ့ညက်နေ၈နိုင်မှာငပြောဘက်ခင်းပြီးတော့ကိုယ်ဝန်ပုံပြီးတော့လမ်းပေါ်ကခွေးတွေကိုကျွေးပေးရမှာဖြစ်ပါတယ်။ အဲ့တော့ဇာတာပိသားသမီးတွေနေရမာဘုတ်တိကျွင်းဇာတာပိတွေနေရဆိုရင်တော့အနေငယ်အညာခိုက်လေးဖြစ်တတ်တယ်အဲ့တော့မာဘုတ်တိကျွင်းဇာတာပိဆိုတာဇာတာပိသားသမီးအဓိပတိဘွားတွေပေါ့နော်အဓိပတိဘွားတွေဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အညာခိုက်တွေဖြစ်ပေါ်လာပြီဆိုရင်ဇေလီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းမယ်နော်စက်ကူရက်ကလေးတွေအောက်ထက်ရက်ဖရားရုပ်ပွားတော်ရင်ဘတ်တော်ရွှေပြားဆက်နဲ့ပြားချပြီးလူရမ်းမှာဖြစ်ပါတယ်လောကဝိတုဆိုတဲ့ဂုံတော်ကို အတိတ်ကဘရင်းစိတ်ပေးရမှာဖြစ်ပါတယ်။နောက်ရွှေရင်းလက်လက်ကိုဖះမှာကြက်ကြက်ခတ်ပြီးလှူဒန်းရမှာဖြစ်ပါတယ်။ကြာပန်းအဖြူရောင်လှူဒန်းရမှာဖြစ်ပါတယ်။နောက်ထပ်မှပြီးတော့ရာဟုတက်ရောက်စကောင်းမှုရခါမှာရှေ့လာမနေ့တောက်ကြတက်ရောက်ကတော့စီးပွားတွေစပြီးတက်တက်တယ်လုပ်ငန်းတွေစကောင်းမှုနဲ့အဲ့နှစ်ကတော့ကျောင်းသားဝိသားသမီးတွေတောက်ကြတက်ရောက်ကြောက်တဲ့ပြအသက်ပိုင်းချစီးပွားတက်မှုနဲ့ကအသက်71 71 79 29နှစ်35နှစ်43 ပြီးတော့52နှစ်59 69 85 83နှစ်62နှစ်အိုင်းနှစ်တွေကတောက်ကြတဲ့ရောက်ဖြစ်နေဆိုစီးပွားရေးတွေလုပ်ငန်းတွေစကောင်းလာမယ်မွေးနေလဲတိုက်ထိတ်ရောက်နေတဲ့အမွေရတာမျိုးတွေမြေဝင်တာမျိုးတွေစီးပွားတက်တာမျိုးတွေယာလူတက်တာမျိုးတွေလုပ်ငန်းကိုင်ကတိုးတက်တာမျိုးတွေဖုန်းကိုတိုးတက်တာမျိုးတွေကြုံတွေ့ရမယ်ဖုန်းအသစ်တွေပါဝင်တက်တယ်မျက်မှန်အသစ်တွေပါဝင်တက်တယ်ကြီးတွေပါဝင်တက်တယ်ဒါပေမဲ့တခုတိထားမှာစကြဝဠာကြီးတောက်ကြတက်ရောက်တယ်မှာအာသူဝိုင်းမသွားတယ်ဘူးနားရေးမသွားတယ်ဘူ နိုင်ဝယ်တာမျိုးတွေနိုင်သူများလက်ဆောင်ပေးရင်လည်းမယူတင်ဘူး။တော့အိမ်မှာနိုင်အဟောင်းပြက်ဒီမထားတင်ဘူး။အဲ့တော့သုံးကျွင်းကြသာပရိတွေအနေနဲ့ဆိုရင်တော့လေအញ្ញန့်ခိုက်တွေအနေချင်းဖြစ်တယ်ဗျ။သုံးကျွင်းကြသာပရိဆိုတာသုံးကျွင်းတိုက်ဖွားတွေအနေနဲ့ပေါ့နော်။ကြသာပရိသားသမီးတွေအနေနဲ့ဆိုရင်ဒီတပ်ပိုင်းချမှာအញ្ញန့်ခိုက်တွေအနေချင်းကြုံတွေ့တတ်ပါတယ်။အောက်ကျဗုဒ္ဓဘူးနံစစရိနဲ့ဆုံးထားတဲ့နာမည်ပိုင်ရှင်တွေဆိုရင်အញ្ញန့်ခိုက်ဖြစ်တတ်တယ်။အဲ့လိုနာမည်ပိုင်ရှင်တွေကြောင့်စိတ်ကြီး တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းကြုံတွေ့တတ်ပါတယ်အဲ့တော့အထက်လူကြီးဆရာသမားတို့ပုံကုန်မျိုးတွေကိုယ်ကြီးရှုမသာတာမျိုးတွေဖြစ်တဲ့အတွက်မိကောင်းဆွေကောင်းတွေလည်းရလာတတ်တယ်နော်ယာရူးတွေတက်လာတတ်တယ်လာသာတိုးတာယာရူးတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အမွေရမယ်မြေဝင်မယ်စီးဆဲဥစ္စာတွေတိုးတက်လာမယ်တော့ကျေးဇူးကိုယ့်ဘုံမှာကျေးဇူးရှိရဲ့သူကျေးဇူးရှင်နေမိဘတွေပြန်ပြီးတော့ကြည်နိုင်မယ်ငွေတွေလည်းတလဟောဝင်လာတတ်ပါတယ်နော်အဲ့တော့စီးစိမ်ဥစ္စာနဲ့ ပြည့်စုံမဲ့နှစ်ချမ်းသာဒုက္ခတွေရရှိမဲ့နှစ်ဖြစ်ပါတယ်တောက်ကြတဲ့ယောက်ကအဲ့တော့သုံးကျွင်းတိုက်ခွားတဲ့နည်းနဲ့ဆိုရင်ပဲအညာကဖြစ်တတာဖြစ်ပါတယ်ကျန်တဲ့ခြေသာပိအတွက်ကြတော့အားလုံးကောင်းကျိုးချမ်းသာဒုက္ခတွေရရှိမှာဖြစ်ပါတယ်အဲ့လိုအညာကိုက်တွေကြုံတွေ့နေတဲ့ခြေသာပိသားတွေနေနေကဒီတပိုင်းချက်မှာဆိုရင်စရိယာနေနေကကိုယ့်ရဲ့ကြတာပင်းနေတိုင်းအိယာရွှေ့ရမှာဖြစ်ပါတယ်။နေရာခက်ခဲရှင်တထွာလဲရတမိုက်လဲရရွှေ့လိုက်ပါ။ ဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်လမ်းစိတ်လှူဒန်းပေးရမှာဖြစ်ပါတယ်။အော်မြန်မာပြည်တစ်ပတ်ခရီးဘူးခရီးထွက်ရမှာဖြစ်ပါတယ်။အင်္ဂါနေ့တိုင်းစီသမင်းငါးဘွယ်ခရီးမှာလှူရမယ်။ဒါတောက်ကြတဲ့ရောက်ကြရတာပေါ့နော်။အုံသီးမထည့်အောင်ကျတာပဲနေ့တိုင်းမုံစိပေါင်း၃ဘွယ်လှူရရမယ်။အုံသီးမထည့်အောင်ဒါကောင်းညှချမ်းသာတူကနေရရှိမယ်နှစ်ဖြစ်ပါတယ်။ထပ်မှပြီးတော့ကျတာဝိသားသမီးအနေနဲ့ကအိုးပိုင်အိမ်ပိုင်ရရှိမယ်နော်။ အိမ်ပြရမယ်အိမ်ဆောင်ရမယ်အိမ်တော်တွေကြတဲ့တဲ့အိမ်တော်ကြရင်လည်းကောင်းသောကြခြင်းတွေဖြစ်တတ်တဲ့နှစ်ကံကောင်းမဲ့နှစ်တွေရတော့အသက်30နှစ်20 26 36 50နှစ်60 68 84 86 94 90နှစ်ဖြစ်ပါတယ်အဲ့နှစ်တွေရတော့အလူတန်းတွေလောရတဲ့ဦးသိင်အစ်တီဝင်တတ်တယ်ဦးပိုင်ပိုင်တွေရတတ်တယ်တိုးတော့ကြတာပရင်းနေနေတော့ဘုံမီးတက်ရောက်ဖြစ်တယ်ဝိနံပြမိတဲ့အတွက်ကျမ်းမာရေးအနေနဲ့ညံ့တတ်ပါတယ်နောက်ထိမိကိုင်းမိလေတယ် မဆိုးတလောက်ဖြစ်တယ်ကျာသာဝိသားတွေဒီတပိုင်းချောင်းကြားရောက်နေတဲ့ကျာသာဝိသားတွေနေနေကမဆိုးတလောက်အញ្ញခိုင်တွေရှေ့နေတယ်ကျမ်းမာရေးနဲ့ပတ်သက်တာတွေထိမိခိုင်တွေယူဆရမှာဖြစ်ပါလေနောက်တစ်ချက်ကနာမည်မှာကျာသာဝိသားစတနည်းဦးလေးဆုံးမှဲ့ထားတဲ့သူတွေတို့ကလည်းအញ្ញခိုင်တွေဖြစ်ပေါ်တတ်ပါတယ်ဥပမာမဲအောင်လို့နော်မဲဦးလို့ပပပမနဲ့စားပြီးအားနဲ့သုံးတဲ့နိုင်ပိုင်းရှင်တွေအတွက်ကြတော့အញ្ញခိုင်တွေမဆိုးတလောက်ဖြစ်ပေါ်တတ်ပါတယ် နောက်တစ်ချက်ကမာဘုတ်တိကျွင်းကြတာပဲဘင်္ဂါဘွားကြတာပဲအနေနဲ့ကလည်းအញ្ញန့်ခိုက်လေးတွေမဆိုးတော့ကျုံတွေ့တတ်ပါလေအဲ့တော့ကျန်တဲ့ကြတာပဲအနေနဲ့ကတော့ဖုံးတဘိုးဩဇာတွေတိုးတက်လာမယ်နော်လုံငန်းကင်ငန်းတွေကောင်းလာမယ်စီးပွားလက်လက်ပွားတွေတိုးတက်လာမယ်နှစ်ဖြစ်ပါတယ်အဲ့တော့ဒီလိုနေတဲ့အကြောက်ရောက်လာရင်အញ្ញန့်ခိုက်တွေကျုံတွေ့နေတယ်ဆိုရင်မကြာခဏ အတိတ်အံအနေနဲ့တက်တက်လို့စားတာမျိုးတွေပြုလုပ်ပေးပါတနေ့ဦးနေနေတိုင်းဇေဒီတစွဆွတနေ့ဦးနေတော့မှာစင်မီတက်စေလှူခန်းပေးပါအဲဘောဒူးနေတိုင်းရှောက်တီးတုတ်ဖရားမှာဆုံးတော့ကပ်ပေးပါဘောဘဲသားနဲ့အုံးလို့ချက်ပြီးတော့လေးစင်ကြိုင်ထဲမှာထည့်ထည့်ပြီးဖုံးရောက်ကိုပို့ပေးပါအဲဆိုရင်တော့အញ្ញန့်ခိုက်တယ်ပြေရောက်ပြီးတော့ပြေရောက်တော့မှာဖြစ်ပါတယ်အဲထပ်မှပြီးတော့ကျန်သာဝိသားသမီးကငွေတွေအလုံးဝမနဲ့စီးပွားတွေတက်မနဲ့ငွေတွေစုမိဆောင်မိမယ်နော်ဖီလီပီစီတွေလက်ဝဲရနာတွေဝင်လာတဲ့အလူတန်းကိစ္စတွေ ီးတော့အမူရတာမျိုးတွေထင်ပေါက်တာမျိုးချဲပေါက်တာမျိုးတွေဖြစ်ပေါ်မဲ့နှစ်ကတော့အသက်73နှစ်21နှစ်29 39 53 67 69 89 85 93နှစ်တွေဖြစ်ပါတယ်။အဲ့ဒီတွေရောက်လာရင်ထီစုကြီးတွေပေါက်တယ်ချဲပေါက်တာမျိုးတွေဖြစ်တတ်တယ်။ငွေကြီးလလပါတွေဝင်လာတတ်တယ်။အဲ့မဲ့ကျမ်းပါရေးနေနဲ့ခူးဆိုင်ရမယ်ဥကောင်းနဲ့ပတ်သက်တာတွေဝမ်ပိုက်နဲ့ပတ်သက်တာတွေမျိုးတွေအညာခိုက်ဖြစ်တယ်အဲ့လိုအညာခိုက်ဖြစ်ပေါ်နေအုံးရေလေးခွက်နဲ့ ကိုယ့်ရနှေးကောင်ပတ်ဆင်းလိုက်ရင်ဟိုဥကောင်းနဲ့ပတ်သက်တာတွေ1 guy 1 byte နဲ့ပတ်သက်တာတွေခြေထောက်နဲ့ပတ်သက်တဲ့ကျန်းမာရေးညှန့်ခိုက်တွေကပြေပြောက်သွားမှာဖြစ်ပါတယ်။အိမ်အောင်ရှိတဲ့သူတွေဆိုရင်လည်းသတိထားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ကမျက်နှာပွင့်တက်တဲ့နှစ်မျိုးဖြစ်ပါတယ်။လာခစားအလုပ်သမားတွေဆိုရင်လည်းဒီအဲ့နှစ်ထဲမှာတင်းနေတဲ့အောင်ထွက်ချင်စိတ်ပေါ်တတ်တယ်။ဒါပေမဲ့မထွက်တဲ့အောင်တင်းနေတဲ့အောင်ပါနော်။မထွက်ပါနဲ့။အောက်ချက်က အဲ့လိုနှစ်ထဲမှာတင်းနဲ့တက်ရောက်တယ်ဘာပဲလုပ်လို့တစ်ခါတည်းမပြီးဘူးနှစ်ကြိမ်တစ်ခါလေပြန်လောက်ရတဲ့အဲ့လိုတင်းနဲ့တက်ရောက်တဲ့ရောက်လာရင်ကို့အိမ်မှာဖိုးမတန်လို့ထင်ပြီးတော့ပစ်ထားတယ်ကြောက်လုံးရှိတဲ့လေဘူးတွေခွက်တွေထဲမှာအဲ့ကြောက်ကိုဒါအယောင်ခက်ပြျော့ရှိတဲ့တဲ့အဲ့ကြောက်ကိုထိတ်မှာအနာလေးလည်းပါတယ်အဲ့ကြောက်ကိုရှာပြီးတော့လက်စုပ်ကွင်းဝင်မယ်ငွေနဲ့လက်စုပ်ကွင်းဝင်မယ်ဆိုရင်ကို့အိမ်နဲ့စီးပွားရေးတိုးတက်လာမယ်တိုးသမျှဆိုးသမျှတွေအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ် ဒီလိုနေမျိုးမှာကိုယ့်အိမ်ကိုကိုယ်ဝန်တဲ့ကိုယ်ဝန်ဆောင်တဲ့ရောက်လာပြီးညာအိမ်ညက်တဲခွန်ရဒါမှမဟုတ်ငွေတွေကရှိပြီးသားကိုယ်ဝန်ဆောင်တဲ့ရှိခဲ့ရင်ထီဆူကြီးပေါက်တယ်ကိုယ်ဝန်တဲ့တွေဘာကြီးတွေရှိခဲ့ရင်တင်းတင်းလာတက်အောင်ပါပေါ့နော်ကိုယ်ဝန်ဆောင်တဲ့ဘာကြီးတွေကိုယ်နီးနားမှာရှိခဲ့ရင်ကိုယ့်အိမ်ကိုညာအိမ်ညက်တွေလာတဲ့ရင်ထီဆူကြီးပေါက်တယ်ပါတယ်အဲ့လိုနှစ်မျိုးတင်းတင်းလာတက်အောင်ထဲမှာမကြာခဏခရီးတွေထွက်ကြတယ်တဲ့တိုးတော့တင်းတင်းလာတက်အောင်ကြာတာပဲအနေနဲ့က6ကျွင်းကြာတာပဲအထုံးပွားတွေအနေနဲ့ကအနေငယ်အညံ့ခိုက်ပြီးတည်း ဖြစ်ပေါ်တဲ့ပါတယ်เนาะအထုံးပွားနေနေကြံတဲ့စတာမရီတနေ့အတဲ့ရောက်ကအားလုံးကောင်းပါတယ်အဲ့တော့ဒီနေ့တည်းမှာအညာခိုက်တပြေပြောက်ရှင်ကြာဘူး2ပွင့်တစ္ဆပန်း6ပွင့်ဖရားမှာကတ်လူရမယ်ငကေယုံဖရားမှာထညက်ခဲဆက်တခဲကိုဆက်ကုကတော်တွေထည့်ပြီးတော့ကတ်လူပူဇော်မှာဖြစ်ပါတယ်အမွေးနဲ့တားရင်းနဲ့တင်းလာတောင်းမှာရှိတယ်ဖရားစင်းတော်တင်းလာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံးမှာစင်ကိုယ့်ဟာရှိတယ်ကို့မှာဖြစ်ပေါ်နေအញ្ញန်းခိုက်တည် ြေပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျန်းမာချမ်းသာကြပါစေ